ငါတော့26ဒီလန်းကျုံးရဲ့တောင်ဘက်ဖြစ်ပါတယ်ဘက်ကနေစပြီးတော့ကျွန်တော်ရိုက်ပြပါမယ်လိုင်းလွှင့်မှုဟာအင်တာနက်မကောင်းတဲ့အတွက်လိုင်းမလွှင့်နိုင်တာကိုတော့နားလည်ပေးစီခြင်းပါတယ် အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့မန္တလေးကျုံပေးကငလင်ပေးတဲ့ပြည်သူတွေကိုတင်ကြမ်းမန်းတက်ထိုးရန်ပြောင်းရွှေ့ခိုင်းနေသည့်သတင်းတွေထွက်ပေါ်နေသည့်အပေါ်အမှန်တကယ်ဟုတ်မဟုတ်သိနိုင်ဖို့ GOAN သတင်းထောက်ကူတိုင်းတွားရောက်ရိုက်ကူထားသည့်ရုပ်တံကိုတင်ဆက်ပေးလိုက်ပါရစေ။ အင်အားပြင်းကလေးကြောင့်မန္တလေးမြို့အပါအဝင်မန္တလေးတိုင်းအတွင်းတည်ဆုံးသူအများအပြားရှိနေပြီးကယ်ဆယ်ရေးလုပ်ငန်းတွေကိုနိုင်ငံတကာအဖွဲ့တွေကလှုံ့ဆော်နေချိန်မှာအကြမ်းဖက်စစ်ကောင်စီကအခုလိုငလင်တန်တဲ့ပြည်သူတွေကိုပျော်ပွဲရှင်ပွဲအတွက်နေရာဖက်ခိုင်းတာတွေလှုံ့ဆော်နေတယ်ဆိုပြီးသတင်းတွေထွက်နေတာပါဒီခြေနေကိုသိရအောင် VOM သတင်းထောက်ကိုတိုင်းမန္တလေးကျုံပပက်လေကိုတွားရောက်သတင်းယူထားသည်မူအဆုံးထိနားဆင်ကြည့်ရှုဝေဖန်လိုက်ရအောင်ဗျာ ုံးတောင်ပဲ26ဒီလမ်းပေါ်မှာတင်းမပါဘူးဒီမှာလူတွေသူ့အတူတူနားနေကြတယ် 6ဘီလန်းနဲ့88လန်းတောင်းအနေထားပါဒါလုံးယုံကြီးယူထားတဲ့ရင်းလိမ့်နဲ့လုံးယုံကြီးတက်ဖို့ဒီနေရာနေရာဘက်ကနေစပြီးတော့ဒီခြေထားမှာအုံယူတဲ့တဲပုံစံမျိုးဆေးအောင်ဘိုးကတဲတွေနဲ့အိမ်ပြိုသွားတဲ့လူတွေနေလို့မဖြစ်တဲ့လူတွေကိုနေရာပြထားတာတွေ့ရပါတယ်ဒါကတော့ BB ကုမ္ပဏီကရေတန်းဆက်ရုံထင်ပါတယ်ရေတန်းဆက်နဲ့ နေတဲ့လူတွေကိုရေပြေးဝင်နေတာဖြစ်ပါတယ်။ကော်လိုနီမှာနေကြမရှိတဲ့လူတွေကိုဒီမှာလာနေဖို့စနစ်တကျနေထိုင်ဖို့တော့လက်ဆိုင်ရာကတတိပိထားတာရှိပါတယ်။ကျိုးကကျုံထဲကိုရှူရှူပေါက်ချတာတွေအညစ်အကြေးဆွံ့တဲ့ဟာတွေရှိတဲ့အတွက်ဒီဘက်မှာနေတဲ့လူတွေအနေနဲ့ထူးစီကန်ရှိဖို့လိုမယ်ဆိုတာကိုအတိပေးနေတာဖြစ်ပါတယ်။ဒီဘက်မှာကျွန်တော် ့ကြံမန်တက်ဒီဆောက်လုံနေတယ်ဆိုတာတော့တကူးမှမရှိပါဘူးမတွေ့ရပါဘူးကျွန်တော်တွေ့ခဲ့တာတော့ဘဟုမန်တက်အနေထားအရင်ဆောက်လက်ဆမလင်မလုတ်ခင်ဆောက်လက်ဆအနေထားတိုင်းရပ်ထားပြီးတော့ဒီမန်တက်အောက်မှာစီပင်သာယာကြီးအဖွဲ့ကြီးရုံးထိုင်ပြီးတော့တို့နယ်ပေါင်းစုံကစီပင်သာယာအဖွဲ့ကြီးရုံးထိုင်ပြီးတော့နေကြတာကုညီကယ်တဲ့ရေးလုံးနေကြတာကိုတွေ့ရပါတယ်အဲဒါကတော့ကျုံးအနောက်ဖက်လမ်း80ပါ တော့လမ်း80လမ်းကိုရောက်လာပါပြီဒီမှာနေကြတဲ့လူဒီဘက်မှာတော့ကိုယ့်အကူကိုကိုယ့်အစီအစဉ်နဲ့ကိုနေနေကြတာပါဘုဘက်နောက်ဘက်ကျန်ကအိမ်ကြီးရတယ်ထီးတဲ့အိမ်ကြီးနေမဖြစ်တဲ့အိမ်ကြီးပြိုသွားတဲ့အိမ်ကြီးဒီအိမ်ကပြုလို့မနေရတဲ့လူတွေဒီအမျိုးတွေကြောက်မလို့ဒီဂျုံဘေးမှာလာပြီးတော့ နေကြရအေးကြရတာပါနန်းတို့ဝင်နေတတားပါဒီဘက်ကတော့ပိတ်ထားပါတယ်အများသောအားဖြင့်တော့အနောက်ဘက်ခြံကျုံးရဲ့အနောက်ဘက်ခြံလမ်းရှိစေပုံမှာလူရတော်တော်ကများပါတယ်ဘွဲတော်ကြီးလိုကိုဖြစ်နေပါလေလမ်းလေကျွန်းဒီမှာလဲ အဲမိုးပါလေးတွေမိုးပြီးတော့ဖြစ်တယ်လို့နေနေကြပါတယ်ဒီမှာကြက်ချင်းကြီးဖွဲ့ပြီးအခါမဲ့ပြေးနေတဲ့ပရာဟိတလူမကြီးဖွဲ့ပြီးခမဲတော်ဝင်နေကြတာတွေလည်းတွေ့ရပါတယ်ဒီနေရာဆိုတော့တော်တော်လူကြီးထူထပ်တဲ့နေရာဖြစ်ပါတယ်လမ်းလေကျွန်းမှာလည်းဒီမှာတဲလီတီနဲ့ တော်တော်ကိုခရီးကြီးနဲ့အနေနဲ့ရလာတယ်။ကျိုးကျိုးပေါ်အောင်လို့အင်အားဆိုလာပြအကြံလေးတွေယူလာပြီးတော့ပေါ်အောင်နေကြတယ်အသွင်ပံပါလေးတွေနဲ့နေနေကြတယ်။ဘက်မှာယာယီအသုံးပြုဖို့အိမ်သားတို့ဘာလို့တော့မတွေ့ပါဘူး။အဲဒီနေရာမှာတော့ဘူဟာတယ်လေးတွေစီမံပေးထားတာတွေ့ရပါတယ်။ ြင်တော့ဒီဘက်ကတော့ဣဇလမ်ဘာသာဝင်တွေတော်တော်များများတွေ့ရပါတယ်ဒါ16လမ်းကိုရောက်ပါပြီဒီ16လမ်းကဘုဒ္ဓလောတော်မှာဖွင့်ထားတဲ့တရားတည်ကြီးပါဒီတရားတော့လမ်းဖွင့်ထားပြီးနန်းတော်နဲ့ဝင်ထွက်လုပ်ပါတယ်အဲဒီဘက်ကတရားကိုပါရီတော့ပြူတာတွေ့ရပါတယ်ရှင်းပဲချမ်းပါပြူနေတာတွေ့ရပါတယ် ရသက်တရားတော့ဘာမှမဖြစ်ပါဘူးဒီရတော့လက်ရှိသေးဘောမြင်ရတဲ့မြေဝန်းကြီးဖြစ်ပါတယ်တဲရီဒီနေတာစနေတကြလုပ်ပြီးထားပါတယ်ဒါပေမဲ့ယာယီနောက်ပြီးနောက်ပြီးသွားဖို့ပင်နာတက်ဖို့ကတော့အစင်တဲ့ဖြစ်နေတာမတွေ့ရဘူးရေရတော့ရေတောက်ရေရတော့ဒီဒီချာချာလုပ်ပြီးထားတာတွေ့ရပါတယ် န်နယ်လမ်းပေါ်ရောက်လာပါပြီ။လမ်းရှိတဲ့ဆန်နယ်လမ်းတောင်းရနေပြီးတော့အဲကျွန်တော်အရှိ66လမ်းကိုမောင်းနေတာပါ။ဒီဘက်မှာဆိုရင်လား UAV ဘန်ကြီးပြိုသွားတာတွေ့ရမှာပါ။အဲ UAV ဘန်ရဲ့အရှိဘက်မှာလည်းဘင်္ဂါလုံးဆက်တိုက်ဟိုပြိုနေတာနေရမှာပါ။နော်။တော်တော်ကြီးကိုစူးစောပါပြိုသွားတာပါ။ဒီဘက်မြောက်ပြင်ကလူတွေကမြောက်ဘက်ကျုံပြီးမှာဘလက်ဘောပေါ်မှာနေကြပါတယ်။ဒီဘက်ကတော့အရေးအဝါသားလေး ဆိုးအောင်ပြေးွားရအောင်မှာနေရတာပေါ့ဒီဘက်မှာတော့တဲထိုးပေးထားတာမတွေ့ပါဘူးကို့အစီအစဉ်နဲ့ကိုကြီးနေကြတာပါဒီမှာတော့ချက်ချင်းနေအခွေရတာလိုအပ်တဲ့စေဝါးတွေပါကြီးတဲ့ရင်ဘူးမဝင်ရတယ်မပြောသေးသေးကြက်ဥတွေဝင်နေတာတွေ့ရပါတယ်ဒီဘက်မှာဆိုရင်တော့ဂျုံကမြို့ရိုးကြီးဂျုံမြို့ရိုးရိုးကြီး ယူနေတာကိုမြင်ရမှာပါကျုံယူယူယူသွားတာတော်တော်များပါတယ်ဒီနေရာအများဆုံးပါပဲကျွန်တော်ပတ်ကြည့်ရတော့တော်တော်ကိုပြူသွားတာပါကျုံယူယူရှင်းရှင်းလင်းလင်းမြင်ရမယ်ထင်ပါတယ်ကျမတို့ကျွန်တော်တို့ကျောင်းအရှိတ်ဘက်ကိုတခါရိုက်ပြပါဦး ော်ကျောင်းအရှိမြောက်တော့ဆနလန်း66လမ်းအနီကဘုဒ္ဓမာဇီအတန်းဖြစ်ပါလေဒီဘုဒ္ဓမာဇီအတန်းထဲမှာလည်းနေကြတဲ့လူတွေရှိပါတယ်ဓမ္မဓမ္မဆိုရင်ဒါဝေးနေတာဆန်နေစီဝေးနေတာပါတော်ရည်ပြားရဲ့ ဓမ္မဇေယျတန်းပါဒီဘက်မှာတော့နေတာတိတ်မတွေ့ရပါဘူးဘိုးဘက်မှာပျက်စီးတွေကြောင့်မလို့ကျုံပေးနေတဲ့လူရှိတယ်လို့ဒါရှင်ပြုနေတဲ့ငင်ခွင်းဖြစ်ပါတယ်နော်ရှင်ပြုနာသာအလူအလူတစ်ခုကဒီမှာအလှတတ်ပုံကြီးရိုက်နေတာမြင်ရမှာပါလူလည်းရတ္တမထာပိတာဖြစ်လို့စီရင်ရဖို့ရပါတယ် တပည့်ဘူတာနဲ့ဓဘုံရိုက်နေတဲ့လူတွေလည်းတွေ့ရပါတယ်။ကျုံအရှိပဲခြံရတော့ပါရားနေပါတယ်။တောင်ဘက်နောက်ဘက်မြောက်ဘက်ကတော့မြင်ခဲ့တဲ့အတိုင်းပါပဲ။ဒါကတော့စတုစာဦးဇီအောင်ဘွဲတော်တို့ကူလုံနေတာ။အဲဒီဘက်မှာလဲ လမ်းရှိပေါ့နော်66လမ်းနေကျွန်တော်တို့တောင်း26လမ်းစီဦးတည်မောင်းနေတာပါဟိုဘက်ညာဘက်ကျွန်တော်ရဲ့ညာဘက်ချမ်းပါဒီပါယူနေတဲ့ပြတ်တက်မြင်ရမှာပါယူယူရှင်နေကြမှာတော့လာနေတဲ့လူတွေမရှိပါဘူးကုသိုလ်တော်ဘုရားဘက်မှာ ီလို့ရအောင်စီစဉ်ထားတယ်လို့သိရပါတယ်။အဲဒါတော့နေဘက်ကလာတဲ့ပရာဟိတအဖွဲ့တွေဖြစ်ပုံရပါတယ်။တပည့်ဘုရားနဲ့ဓမ္မုံရိုက်နေကြတာ။ဘုရားဆိုရင်ကကျွန်တော်ကျုံးကိုတစ်ပတ်ပတ်ပြီးတော့ယူရောခမလို့မြို့နယ်စီရင်လာရေးကော်မတီမန်ဒီ ီမံသားရေးကော်မတီရုံးရှိကိုရောက်လာတာဖြစ်ပါတယ်။အဲဒီမှာကွက်ကဲရေးရုံးဖွင့်ပြီးတော့မလီမျိုးပေါ်မှာငင်းတန်းကြောင့်ပြူသွားတဲ့အဆောက်အဦတွေရှင်းလင်းကျင်နေဆိုရင်ဒီမှာလာပြီးတော့အကူအညီတောင်းခံဖို့ဆိုင်ဖို့ရေးထားပြီးတော့အကူအညီပေးနေတဲ့စီမံပေးနေတဲ့နေရာဖြစ်ပါတယ်။ဒီဒီမှာလဲဆိုင်ဖို့က န်းသာကြီးစောက်ထားတဲ့အောက်မှာသူတို့ရုံးဖွဲ့ပြီးတော့အကူအညီတွေတောင်းခံနိုင်တယ်ဆိုတာကိုရေးထားတာကိုတွေ့ရပါတယ်ခင်ဗျာဒါတော့ကျွန်တော်ဂျုံပတ်ဝင်းကြီးရဲ့အနေထားကိုတင်ပြခဲ့တာဖြစ်ပါတယ်အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာဝိုင်းစောမြန်မာ Facebook ကိုကြည့်နိုင်တယ်လို့ဝိုင်းစောမြန်မာ YouTube ကိုလည်း Subscribe လုပ်ပြီးတော့ view အတင်းဆက်တဲ့သတင်းတွေကိုအားပေးကြပါဦးလို့ ပြောရင်းနဲ့ကျွန်တော်ရဲ့ဗီဒီယိုမှန်တမ်းကိုအဆုံးသတ်လိုက်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်